မင်္ဂလာပါညီမနမရတီမင်းင်းဖြစ်ပါတယ်လက်ရှိ STI ညီမ University မှာ Final Year တက်နေတဲ့အကြောင်းသူဖြစ်ပါတယ်ညီမယူထားတဲ့ major ကတော့ Architectural Engineering ဖြစ်ပါတယ်ဟုတ်ကျွန်တော်နာမည်ကတော့စနိုင်ထွန်းပါကျွန်တော်လည်း SA မှာတက်နေတဲ့ student တစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ကတော့ second year second sem ကိုတက်တော့မဲ့ကျောင်းသားပါပြီးရင်ကျွန်တော်က Civil Engineering student ယူထားတဲ့ကျောင်းသားဖြစ်ပါတယ်အခုကျွန်တော်တို့ STI နဲ့ UOB ရဲ့စနစ် anniversary program anniversary မှာပေါ့เนาะကျွန်တော်တို့ဒီမှာ school project အနေနဲ့တစ်ခုလုပ်ပြပေးဖို့ရှိပါတယ်အဲ့ဒါကတော့ capture ရဲ့ပြီးလို့ရှိရင်ကျွန်တော် VR virtual reality ကိုပေါင်းပြီးတော့ပြုလုပ်ထားတဲ့ project တွေတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ဒီ software သုံးလာတဲ့ software တွေကတော့ sketchup viewer ရဲ့ virtual reality ရဲ့ပြီးလို့ရှိရင် meta quest ရဲ့ headset တွေကိုအသုံးပြုပြီးတော့ပြုလုပ်ထားဖြစ်ပါတယ် ကိုခဲ့ technology တွေကလည်း advance ဖြစ်လာပြီဆိုတော့ကျွန်တော်တို့ဒီ server တွေ architecture နဲ့ပတ်သက်တဲ့ project တွေမှာအဲ့ဒါတွေကိုလည်းလက်တွဲပြီးတော့အသုံးပြုလို့ရသွားပြီပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့လည်း innovative ဖြစ်တဲ့ project တွေတခုကိုမိတ်ဆက်ပေးပြစေအဲ့ဒါကတော့ကျွန်တော်ဒီမှာရှိတဲ့ tiny house project ရဲ့ guest house project ရဲ့အိမ်တွေကို VR headset အသုံးပြုပြီးတော့အိမ်ထဲမှာ360 degree လှည့်ကြည့်နိုင်တဲ့ project တွေတခုဖြစ်ပါတယ်အဲ့ဒီရမှာကျွန်တော်တို့ဆက်စပ်ကျင်ရတော့ rendering project တွေဖြစ်တဲ့ transformation တို့ landscape တို့သုံးဖို့စဉ်းစားခဲ့ပြီးမဲ့အကြောင်းမျိုးမျိုးကြောင့် VPN project ဟိုပြန်လာတယ်ဒါမှမဟုတ်အာဒီ connection issue တွေကြောင့်ကျွန်တော်တို့သုံးဖြစ်ဖို့အဆင်မပြေခဲ့ပါဘူးအဲ့ကြောင့်ခုတော့နောက်ဆုံးအဆင်ပြေသွားခဲ့တဲ့ sketch view တွေနဲ့ပြဖို့အစီအစဉ်ရှိပါတယ်ပေါ့နော်ဒီအိမ်တွေရဲ့ gas house တွေ tiny house တွေရဲ့ဟို detail ဆိုတော့ tracer ဆက်ချင်းပြပါလိမ့်မယ် โอเคညီမတော့ဒီ project နှစ်ခုလုံးဆွဲပေးခဲ့တဲ့ designer ပါအာဒီခုညီမတို့ညီမပြောပြပေးမယ့်ဟာတော့ tiny house project ဖြစ်ပါတယ်သူက tiny house ဆိုတဲ့အတိုင်းပဲသူကနှစ်ထပ်အိမ်လေးဆိုပေမဲ့ square feet လေးရပဲရှိပါတယ်အဲ့မှဆိုရင်မိသားစု၃ယောက်ကအေးအေးဆေးဆေးနဲ့နေထိုင်လို့ရမယ့်အိမ်လေးဖြစ်တယ်ဒါပေမဲ့ညီမတို့ရဲ့ project ရဲ့အဓိကအကြောင်းအရ sustainable aspects တွေကိုအများကြီးစဉ်းစားဝါးဖြစ်ပါတယ်နေလမ်းကြောင်းနေလမ်းကြောင်းအဲ့အလေးကိုဒီခု VR headset နဲ့ကြည့်လိုက်မှဆိုရင်အိမ်ထဲတွေကိုဝင်ရောက်ပြီးကိုယ်တိုင်နေထိုင်လို့ရတဲ့ခန်းစားချက်တွေကိုပေးမှဖြစ်ပါတယ်နောက်တစ်ခုက တော့ guest house project ဖြစ်ပါတယ် guest house project ကတော့ညီမတို့ဘာတွက်လောက်ထားရလဲဆိုတော့ professor တွေနေထိုင်ဖို့အတွက်ဧည့်သည်အိမ်ဖြစ်ပါတယ်အမှဆိုညီမတို့ professor ၆လောက်အတွက်စဉ်းစားထားတဲ့အိမ်ဖြစ်တဲ့အတွက်အိမ်မှာဆိုအိတ်ခန်းပါမယ်သူတို့အတွက် meeting room ပါမယ် study facility များဖြစ်တဲ့ library ပါမယ်ပြီးတော့တခြားသူတို့အတွက် relax လုပ်လို့ရမယ့် area ဖြစ်တဲ့ outdoor uh, landscape တွေပြီးတော့ outdoor seating areas တွေအများကြီးပါမှာဖြစ်ပါတယ်အဲဆိုရင်တော့အာဒီဟာကို beer headset မှာကြည့်လိုက်မှာဆိုရင်ညီမတို့ channel ကိုပတ်သွားလို့ရမယ်အိမ်တွင်း interior ကိုမြင်ရမှာဖြစ်ပါတယ်ဒါကတော့ညီမတို့နှစ်ယောက်တူတူပေါင်းလုပ်ထားတဲ့ virtual frame လို့နာမည်ပေးထားတဲ့ project လေးဖြစ်ပါတယ် Mm-hmm. ဒါတော့ညီမတို့အာဒီလောက်ပါပဲရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ